လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါလေ။ဖန်စီခံရတာတွေ ရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ရင်ပေါ်ပါလာတဲ့လူနာကတစ်ဖက်ဖက်နဲ့ပတ်သက်ဆက်နွယ်သူဆိုရင် အရင်ဆုံးပြစ်မှတ်ထားခံရတာကလည်းလူနာတင်ရင်မောင်းတွေပါပဲ။အချိန်မရွေးဖန်စီခံရပြစ်ခတ်ခံရတာတွေကြောင့်လူနာတင်ရင်မောင်းဖို့ဆိုတာအန်ဒီရဲ့အယမ်းရှိတဲ့ အလုတ်တစ်ခုဖြစ်လာနေတာပါဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနှဲတဲ့နှဲပါလာနေပါပြီဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေကျမ်းမာရေးနဲ့ပတ်သက်ရင်အချိန်မီဆေးကုသနိုင်ဖို့အခက်အခဲရှိလာနေပါတယ် ဒဲချောင်မျိုးနဲ့ဒဝေဘိတ်သွာကန်လံပေါ်ရှိမင်းတန်းရွာမှာတပ်ဆွဲထားတဲ့စကောင်းစီတန်းနဲ့ပြည်သူကားခွဲတပ်ပေါင်းစုတို့ဒီနေ့ဂျွန်လာ7မိနစ်ပိုင်းမှာတစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဂျွန်လာ7ရက်နေ့မိနစ်7နာရီကနေ9နာရီခွဲလောက်အထိတစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွင်တစ်ဖက်ထိခိုက်မှုရှိတယ်လို့ တပ်ပေါင်းစုတပ်ဖွဲ့မှပါဝင်လေကရင်မျိုးသားလွန်မြောက်ရေးတပ် KNLA တိုင်းရင်စနစ်တပ်ခွေနှင့်ကစတိုကြားထူတပ်ဖွဲ့ကတပ်ခွေမှုစောပါဦးတေကပြောပါတယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ကခိုက်ခိုက်သိဆုံးတရားရှာမှုကိုအတိအကျမတရားသေးပေမယ့်ကစ္စတိုဂျာထူတပ်ဖွဲ့ကတော့တပ်စစ်မှုတဦးသိဆုံးပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကနှုတ်တရားရှာတယ်လို့ဆိုပါတယ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဒွေပိတ်ကာလခဏပြီးသွားပြီးတိုက်ပွဲပြီးချေပေါ်မှအတိုင်းပြန်သွားလာနေတယ်လို့ဒေသခံအမျိုးသားတို့ကပြောပါတယ်။တင်းချောင်မျိုးကနေဘလောက်အထိလမ်းကြောင်းတစ်ခုလုံးမှာစစ်ကောင်စီတိုင်းရဲ့ဝင်းဝါစခန်းတစ်ခုပဲကျန်နေတာပါ။ဝင်းဝါစခန်းကိုကာကျင်တဲ့အတွေ့မင်းနဲ့မှာစစ်ကောင်စီတပ်တွေ တက်လာဆွဲတာဖြစ်နိုင်တယ်လို့စောပါဦးတက်ကဆိုပါတယ်။ မိဒတ်ကျွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဟာလူငယ်အမျိုးသားနှစ်ဦးနဲ့ယဟန်တပါးကိုဒီနေ့ထိသူတို့နဲ့အတူဖမ်းဆီးထားပြီးမေလ28ရက်ကဖမ်းဆီးထားသူ20ကျော်ကိုတော့ဂျော်လ9ရက်နေ့မှာညှပ်လွှတ်ခဲ့ပါတယ်။